အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုတော်လေးကတော့1987မေလထောင်းဝိတာယီမဂ္ဂဇင်းမှာပါတယ်တိုင်းစီယာဖုံးမြင့်ရေးသားထားတဲ့မြစ်တပင်ချင်းတကောင်တောင်တလုံးဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားစင်ခန်းစားအားပေးကြပါအောင်ရှင်မြစ်တပင်ချင်းတကောင်တောင်တလုံးအခန်းတဲ့ရွှေလတာသောနှွေညများနိုင် ညနေနာပန်းချံကလေးတွင်လူစီလေးရှိရင်ဒင်းညင်းခဲ့သူများအတွေ့အဆွေ အငေးသမားနှင့်ညအလတ်ကိုချစ်တတ်သူများလာတတ်ကြတယ်။ထို့သူများအကြားတွင် ကိုခွေးတယောက်ကိုလည်းမကြမကြာတွေ့မြင်နိုင်တယ်။ကိုခွေးသည်ဖိုးရွှေလာကြီးကို အလွန်ချစ်သူဖြစ်တယ်။ဖိုးရွှေလာကြီးကိုသာကြည်နေရမယ်ဆိုလျင်စင်းရဲပင်ပန်းလာတော့သူဘဝဒုက္ခအထွေထွေကိုပဲသူမေ့တတ်တယ်။ ဝဝမစားရတော့လဲဝတ်သိမ့်ချင်ဟူသည်များသည်ဘိုးရွှေလာမင်းကြီးကိုမြင်သေးတဲ့ပြိုင်နဲ့ပြေးပြောင်းလေတယ်။လတ်လမွှန်းနိုင်တော့လဲမိုးကောင်းကင်မှာဖြာရွေ့ကြလာတော့ငွေလရောင်ကသူ့ကိုဟန်လိုက်လေသူ့ကိုကလေးသည်တပ်ပတင့်တယ်လာသည်ဟုသူထင်တယ်။ထို့ကြောင့်ဘိုးရွှေလာကြီးသာပြီးဆိုလေအခွင့်အာသည်နဲ့တပြိုင်နဲ့ရနန္ဒာတို့ပြေးလာတတ်ပြီလေဖုန်တန်းရှိတစ်ခုပေါ်၌ မယောင်းကထိုင်ကဘိုးရွှေလာကြီးကိုကြည့်ပြီးစိတ်ကူးရင်လေးရှိတယ်။သို့တော့အမြဲတမ်းလဲစိတ်ကူးရင်နိုင်တယ်မဟုတ်သဖြင့်တခါတခါတွင်လူတွေကိုငင်းမောကြည့်ရှုကလေးလာအကဲခံနေတတ်၍တခါတခါတော့လဲစကားစမြည်ပြောလာသူများနဲ့စကားလက်ဆုံးကြကဘိုးရွှေလာကြီးကိုပင်မှင်နေတတ်လေတယ်။ညနေနာတွင်အလွာမျိုးစုံမှအရွယ်မျိုးစုံကိုပိုခွေးတွေ့မြင်ရပေတယ် ယင်းတို့သည်စိတ်ကူးကိုယ်စီခံစားမှုကိုယ်စီနှင့်ရှိကြမည်ဖြစ်တော်လဲတူညီသောအချက်တစ်ခုကိုကိုခွေးသတိပြုမိလေတယ်ယင်းအချက်ကရွှေလာသို့မဟုတ်ရွှေလာသာသောညာများကိုချစ်တဲ့ခြားခြင်းပဲဖြစ်တယ်ဒီတော့သူချစ်တော်လာမင်းကြီးကို သူ့လိုချစ်တော်သူများအားကိုခွေးကအလိုလိုချစ်လာလေတယ်ထို့ကြောင့်ငေးနေဆွေးနေသူများကို မြင်လျင်စိတ်ချမ်းသာကိုယ်ဤချမ်းသာတို့ဖြင့်ညံမကြပြေဝကြပါစေ။ အရာရှိအရာခံခြင်းများကိုတွေ့လျင်လောက်သားပြည်သူများ၏အကျိုးကိုစတဲ့ထံပေါ်တို့၍ဆောင်ရွက်နိုင်ကြပါစေ။စစ်ဘိုလ်ကြီးစစ်ဘိုလ်လက်စစ်ဘိုလ်ငယ်နှင့်အကြက်တပ်သားများလာကြလျင်တိုင်းပြည်အန္တရာယ်အပေါင်းတို့ကိုနှိမ်နှင်းတိုက်ခတ်ရ၌အောင်မြင်ကြပါစေ။ကုံတဲ့ပွဲစားအမြတ်ကြီးစားသမားများဖြစ်ကြပါမုံ။ဝိဓမလောဘ၏မကောင်းကျိုးကို အလင်းအမြန်သိမြင်နားလည်၍ကောင်းသော အသက်မွေးမှုကိုသာ ဆောင်ရွက်ကြပါစေ။သာသည်ဖြင့်စိတ်ထဲမှကြဲ့၍တူတူကလေးဆူတောင်းတက်လေတယ်။ယင်းသို့ဆူတောင်းပြီးနောက်၌သာယာသော ချမ်းမြေ့သော လောကကို မျောမှန်းတောင်းတတက်ပြန်လေ။ဝိလာတာသောညာကဲ့သို့သာဒီလောကကြီးသာယာချမ်းမြေ့ပါလေ။ဘလောက်ပြောစရာကောင်းမလဲဟုတူတွေးတယ်။ဒီလိုနဲ့သူသည် အတွင်းရေရေကြောဝဲညံ့မျော၍နေတယ်လေတဲ့။အခန့်နှင့် ထိုညကလာဆန္ဒသည်ရွှေရွှေပါပါလှနေတော်လဲညနန္ဒဝဲလူနေလာတဲ့အကြောင်းတော်ကမြို့တွင်စေးပိုင်း၌အငြိမ့်ရှိနေတော်ကြောင့်ပင်ဖြစ်တယ်။လူတို့မြည်သည်ပျော်စရာ ရွှေစရာတကြွစရာဂျမဲထစရာတို့ကို တွေ့ရသည့်အခါချမ်းမြေစရာကျင်းနူးစရာတို့ကို ကြောက်ခိုင်းလေရှိကြ၏။ထို့ကြောင့်ညနန္ဒ၌ထိုညကလူလေး၅၆ယောက်မြတ်သာပိုခွေ တွေ့မြင်ရလေတဲ့။ အချိန်တည်းတရွေ့ရွေ့ကုန်ဆုံးနေလေတယ်။အဝေးမှာစိုင်းတန်ရင်မိုးတန်များသည်တစ်ချက်တစ်ချက်၌ညနန္နာသို့ရိုက်ခတ်လာတယ်။ကိုခွေးသည်ဇာမင်းကြီး၏မျက်နှာကို စိစိစိကြည့်နေရကစញ្ញောင်းလာသည်ဖြင့်ဝန်းကျဲတဝိုက်သို့အာယုံပြောင်းလိုက်လေတယ်။အာလုံးပေါင်းမှသူပါ6ယောက်တည်းရှိတယ်။တက်လက်စုံတွဲတွဲ60ကျော်အဖိုးကြီးတအုပ်လူရွယ်တယောက် 45နှစ်ခန့်ထောင်ထောင်ပေါင်းပေါင်းလူတယောက်နဲ့သူဒါပဲဖြစ်တယ်။ဇုံလွဲသည်ဝေးချင်းရှင်၍နေသက်စွာရှောင်းနေကြတယ်။အဖိုးကြီးကပန်းရော်တစ်ခုအနည်းတွင်ရက်၍လေကိုရှုနေတယ်။လူရွယ်ကလေကလေးချုံပြီးကောင်းငင်ကိုမော့ကျင်းနေတယ်။ထောင်ထောင်ပေါင်းပေါင်းလူကမျက်ခင်းတွင်ထိုင်ကသေးတံခဲပြီးငေးနေတယ်။ကိုခွေးသည် လူရွယ်မတစ်ပါးအလုံးကိုတည်လေတယ်။တည်တည်ဆိုရ၌တည်ကျွမ်းခြင်းကမဟုတ် ညီတို့မျိုးအမှန်ကိုခွေးကတည်ခြင်းများတာဖြစ်တယ်။တက်လက်စော်တွေမှာအထက်တန်းကျောင်းမှာကျောင်းဆရာလင်းများဖြစ်တယ်။သူတို့တည်ကျမ်းမာရေးလိုက်စားကြတော့လဲသာသမီမရှိကြ။ထို့ကြောင့်စာဝဲနေရေးအဆင်ပြေပါလျက်သာသမီများသည်ဖြင့်စိတ်ချမ်းသာဒင်းပြေမရရသောရင်းစော်တွေအားကိုခွေးကတနာပြလေတယ်။ပြီးတော့ငါသူတို့သားဖြစ်ရရင်ဘလောက်ကောင်းမလဲ။စာကောင်းကောင်းသိရမယ်။လှလှဝေရမယ်။ ဘောဘာစားရမယ်။အိုးသိတ်ကောင်းပါပဲ။ဟိုတောင်းတာမိပြန်နေ။အဖိုးကြီးကပင်စင်စားကြီးဖြစ်ပေးတယ်။ချမ်းလဲချမ်းသာပေးတယ်။သို့တော်သေးမကိုအလွန်ကြောက်နေပုံရှားပေးတယ်။လက်အမြဲလျှောက်တဲ့လေးအလွန်ရှူတယ်။ထို့ကြောင့်လဲရုံကြလာတယ်။အသက်40ခန့်သာရှိသေးသော ကိုခွေးဤအဖေတက်ပင်လူပြိုနေသေးပေတယ်။ဒီတော့ကိုခွေးတွင် အတွေးမှန်တစ်ခုဝင်လာလေတယ်။ မစင်းရဲမပင်မန်းတော့အရွယ်တင်တာပေါ့ငါအဖေကစင်းရဲပင်မန်းတော့အိုလွယ်နားလွယ်တာပေါ့ထောင်ထောင်မောင်းမောင်းလူကတော့နိုင်ငံရေးသမဟောင်းဖြစ်တယ်။အင်းစိန်တော်ရဆိုလားဘာလားအဲ့ဒီကထွက်လာတဲ့မှာသိမကြလာတဲ့သူဒီအမဲလိုလိုငင်းနေတတ်တယ်။ဘာတွေတွေးနေသေးမသိသူမျက်နာမှာအမြဲတမ်းနှွမ်းလျားနေတယ်။ပြုံးလျင်ပင်မေပြုံးတာပြုံးလေရှိတယ်။ကိုခွေးဒီသူ့ကိုကြည့်ရင်တနာလာလေတယ် အဲ့ဒီလူဟာဟိုတုန်းကဆိုရင်ဒိုးမျိုးမှာအင်မတန်တကိုးထွားခဲ့တဲ့သူပေါ့။တားရင်ဟိုသူ့အမေကပြောဖို့တော့ဤသူတည်ရခုမို့တကိုးမထွားတော့ဘူး။ညီသူကမှလည်းသူ့ကိုအေးမဆိုင်ကြတော့ဘူး။ဒီတော့အစွဲကျိုးသောမွေးပမာဖြစ်နေရှာတယ်။ကိုခွေးတည်သူ့ကိုကြည့်ပြီးစိတ်မချမ်းမသာမဖြစ်ချင်တော့တဲ့ဖြင့်လူရွယ်စီတို့သူ့အာယုံကိုပြောင်းလိုက်လေတဲ့။ လူရွယ်သည်ကိုခွေးရှိရာသို့ရောက်လာနေလျက်အနီးသို့ရောက်သောအခါကိုခွေး၏ဘေးတွင် ဝင်ထိုင်လိုက်ပြီလျင်မိရလာမင်းကြီးကို တော်တော်ချစ်ပုံရတယ်ဟုစကားဆာ၍ဆိုလေတယ်။ဟုတ်ကဲ့ ကျွန်တော်ကလာမင်းကြီးကို ကြည့်နေရရင်သမင်းတော်မစားဘူးဟုကိုခွေးကတွတ်တွတ်လဲလဲပြန်ပြောလျာလူရွယ်ကသဘောကျစွာရဲလေတယ်။အေးငါထင်သားပဲအငိမ့်တော်မတော်ပဲဒီမှာလာထိုင်ဖို့ထောက်ရရင် ဒါသာညာကိုပိုချစ်တတ်တဲ့သူငယ်လေးပဲလို့ဟုတ်ကဲ့အကိုကြီးနဲ့လာမင်းကြီးကိုပိုချစ်တဲ့သူမို့အငြိမ့်သွားမကြည့်တာမို့လားမင်းတတော်စကားတတ်ပုံရတယ်ဟေ့သွက်လဲသွက်တယ်မင်းကိုတော့ငါတိုက်သွားပြီမင်းနာမည်ကဘာတဲ့လဲမော်တေဝင်းမှာဒါပေမဲ့အဖေအမေတို့ကတော့ကိုခွေးလို့ပဲခေါ်ကြပါတယ်ဒါဖြင့်ငါကလည်းကိုခွေးပဲခေါ်ပြစေကွာတို့ညာကောင်မကဒီနာမည်မျိုးခေါ်စရာမရှိဘူးကွာတိတ်ပြီးတိုးတက်ခစ်ဆန်နေကြတယ် အဲပြီးတော့ဒီမှာလို့မိအောင်ကင်မဲ့တဲ့လတာညာမျိုးလည်းမရှိဘူးကွာအားလုံးအတုတွေကြီးပဲအစ်စ်ဆိုတာတိတ်ရှာတယ်လူတွေအိမ်တွေကလည်းပြုံညာတိတ်နေတာပဲကားတွေကလည်းရှုပ်ပွေးနေတာပဲလမ်းတော်ဖြောက်အောင် ရှောက်လို့မရဘူးကွာမင်းရံကုန်ကိုရောက်ဖို့တလားဟွန်းဟွန်းမရဘူးအေးမရဘူးတာပဲကောင်းပါတယ်ကွာမင်းတို့လောကကဆင်းရဲပေမဲ့လည်းအေးချမ်းပါတ တဘာဝအလှတွေရှိတယ်။တဘာဝအကြောင်းတွေမြင်ရတယ်။တဘာဝအနံ့တွေယူရတယ်။ငါကလူတို့မျိုးกว่าတိလား။ငါကမျိုးကြီးပြချင်းမှာပြောရက်ကမဟုတ်ဘူး။ဟုတ်ကဲ့။ကိုခွေးကကောင်းညင်ရင်အံ့ဩနေလေတယ်။အံ့ဩရင်ကလည်းလူရွယ်ကိုနှစ်သက်သဘောကျလာတယ်။ဒီလူ၌မျိုးကြီးသားများဤအင်္ဂါရက်ဖြစ်သောဂိုက်တွေစိုက်တွေဟန်တွေပန်တွေမရှိ။ပကယ်ဤဂျိုးသားရွှေပွင့်လင်းလာတယ်။သူသည် မိုးပေါ်ကလာမဲကြီးကို တဖြည်းဖြည်းမေးလာတယ်။ဒါနဲ့နေပါအောင်ခွာမင်းကိုမေးရအောင်ပဲ။မင်းလာမဲကြီးကိုချစ်တာဟာလာမဲကြီးကလှလို့လား။ဒါမှမဟုတ်သူသားတဲ့အခါလောကကြီးကတာယာသွားလို့လား။ကိုခွေးတီရုတ်တရက်နားမလဲဖြစ်သွားလေတယ်။ထို့ကြောင့်လူရွယ်ကိုကြည့်ပြီး အတန်ကြာငင်းငိုင်သွားမိတယ်။ဟာငါမေးတာနားမရှင်းစရာဖြစ်နေပြီထင်တယ်။ဒီလိုကွာငါဆိုလိုတာကကျွန်တော် အဲအဲသိပါပြီအကိုကြီးရဲ့ကျွန်တော်ကလာမင်းကြီးကိုပို့ချစ်တယ်။သူကတိတ်လှတယ်မို့လား။အေးအဲ့ဒါတခုတော့မင်းမားနေပြီကွာ။ဒီမှာမြို့ငါပြောပြမယ်။အမှန်ကလာမင်းကြီးဟာအဝေးကြီးတာလှတာကွာ။အနိကကြီးတိတ်အယုံဆိုတာကြောက်ပေါက်ထားတဲ့လူရဲ့မျက်နှာနဲ့တထရတယ်ပဲ။မြင့်တတိကြကြကြည့်။လာမင်းကြီးရဲ့မှာမဲမဲဆက်တွေဘလောက်များတယ်လဲလို့တွေ့တယ်မဟုတ်လား။ဓာတ်ပုံထဲမှာဆိုရင်ကြည့်ကျင်စရာတော့မရှိဘူး။ ဒါကြောင့်ကိုချစ်သူမျက်နှာကိုနာမင်းကြီးနဲ့နှိုင်းတဲ့သူများတွေ့ရင်ငါတိတ်ရဲကျင်တာပဲကိုခွေးသည်ဒေါသဖြစ်သွားလေတယ်သူချစ်သောနာမင်းကြီးကိုအယုံဆိုးအကြီးတန်းနဲ့နှိုင်းနေသူအားစွဲထိုးကျင်လာတယ်သို့တော့သူကကလေးမဟုတ်လားဒီတော့တိခန့်ရပါတယ်ဟောမင်းအချစ်တော်ကြီးကိုအယုံဆိုးတယ်ပြောလို့မင်းစိတ်ထိခိုက်သွားပြီထင်တယ်စိတ်ဆိုးနေကွာငါအမှန်ကိုပြောတာ အမှန်ကိုသိဖို့လူဟာအရေးကြီးတယ်။အမှန်သိမှလည်းအလုံးမှန်ဖြစ်တယ်။ဒီတော့အမှန်ကိုမကြိုက်ပေမဲ့မဖုံးကွယ်ထားရဘူး။ကိုကလည်းသိအောင်စူးစမ်းရမယ်။သိပြီးရင်လည်းမသိသေးသူတွေကိုပြောပြရမယ်။ဒါကြောင့်မင်းဘုဒ္ဓဖြစ်အောင်ငါကအမှန်ကိုပြောပြတာ။အဲ့ဒီလာမင်းကြီးနဲ့တို့နဲ့ဘလောက်ဝေးတယ်လဲမသိသလား။ဟွန်းမသိဘူး။မိုင်းနှသိန်းခွဲလောက်ဝေးတယ်ကွာ။ဒါပေမဲ့လူတွေကြကရောက်ကြတော့မှာပါ။ အခုဆိုရင်အမေရိကန်နဲ့ရုရှားတို့ကအပြိုင်အဆိုင်ကြိုးစားနေကြတယ်ကွာဒေါပြန်ကြီးတွေတိစောက်နေကြတယ်ဟုတ်လားကျွန်တော်လိုက်ချင်လိုက်တာအေးငါလည်းလိုက်ချင်တာပဲကွာနာမင်းကြီးကိုငါကြည့်ချင်တယ်နာမင်းကြီးကနေဒုက္ခဘာကြီးကိုလည်းကြည့်ချင်တယ်ပြီးတော့ကျဲတွေဂျိုတွေစီကိုလည်းတွားချင်တယ်ငါကအာကာသကိုသိစိတ်ဝင်စားတာကွာစက်ကြော်လာကြီးဟာသိအံ့ဩစရာကောင်းတယ်အဆုံးမရှိဘူးဟိုနက်ပြပြခုံခုံကြီးဟာ အစိုးမဟုတ်ဘူးလားအကိုကြီးရဲ့ဟာအဲ့ဒါကဒုံများစိတ်မှထင်ရတာကွာစကြဝဠာအကာပြင်ကြီးဟာဘလောက်ကျဲတယ်ဆိုတာမိငုံကပြောပြမယ်အခုဒုံမြင်ရတဲ့ကျဲတွေရဲ့လရဲ့နေရဟာစကြဝဠာတခုတည်းကွာအဲ့ဒီထဲမှာဒုံမမြင်တာတွေအများကြီးရှိသေးတယ်ဘလောက်ကြီးတယ်လဲကျဲတယ်လဲဆိုရင်တနားီကို မိုင်၁၇တန်းပြည့်တဲ့ဒုံပြန်ကြီးကိုစီးသွားလို့ရှိရင်ပိုးရွှေလာကြီးစီကို တစ်စက္ကန့်ကြာကြာကလေးနဲ့ရောက်နိုင်ပြီးနေမင်းကြီးစီကိုကြင်မင်းနဲ့ရောက်နိုင်တယ်။ဒါပေမဲ့အနည်းဆုံးဖြစ်တဲ့ကျေကိုတော့လေးနှစ်ကြာကြာတော့မှရောက်နိုင်မယ်กว่าသိလား။အဲကျေတစ်ခုနဲ့တစ်ခုကလည်းလေးငါးနှစ်ခရီးလာဝေးတယ်။ဒိုးဆက်ကြော်လာတဲ့မှာကျေပေါင်းကလည်းတန်ပေါင်းတသိန်းလောက်ရှိတော့မယ်။အမလီမင်းစင်သာကြည့်ပြီးတော့ကွာ။သူတို့အစိုးရတော့ဒိုးဆက်ကြော်လာရဲ့တဖယ်ဆုံးနဲ့တဖယ်ဆုံးဟာ နှစ်ပေါင်းရှစ်တောင်ခရီးရှိတဲ့ကွာသိလားကိုခွေးတည်ငေးနေတယ်သူတည်မကြဘူးသောစကားများကိုကြားနေရပြီတယ်သူ့အဖို့ယုံကြည်ရန်ထက်နားလည်ရန်ကပိုခက်နေတယ်သို့တော်လူရွယ်ကစက်ပြောမြဲပြောနေပြန်တယ်အဲဒုစက်ကြော်လာ ဆုံးသွားတော့ဟိုဘက်မှာအိမ်နေချင်းစက်ကြော်လာတစ်ခုရှိတယ်အင်ဒရိုမီတာစက်ကြော်လာလို့ခေါ်တယ်တို့များနဲ့နှစ်ပေါင်းနှစ်တန်သွားရလောက်အောင်ဝေးတယ်။တခါသူ့ကိုလွန်သွားပြန်ရင် က်ကြော်လာတဲ့တန်ပေါင်းတစ်တောင်းလောက်အထိတွေ့ရပြန်သေးတဲ့။သိပ္ပံဆရာတွေကပြောတာကွာ။ပြီးတော့စက်ကြော်လာတွေဟာအုပ်စုတွေနဲ့တဲ့။တစုတစုမှာအနည်းဆုံး၃ခုရှိတယ်တဲ့။တို့အုပ်စုမှာတော့၁၈ခုရှိတယ်တဲ့။အဲဟာကျူလီဆိုတဲ့အုပ်စုမှာတော့တတောင်းတော့ကြော်တယ်တဲ့။အဲ့ဒါတော့သူတို့မြင်တဲ့လောက်အထိတ်တာရှိသေးတာကွာ။မမြင်သေးတာကဘလောက်အထိရှိနေမလဲမသိဘူး။ကဲ မင်းနဲ့စကားပြောရတာတော့ကောင်းပါရဲ့ကွာဒါပေမဲ့ငါမနဲ့ပြန်ပြန်ရမှာကွာညနေနေပြီမင်းကမပြန်သေးဘူးလားလူရွယ်တီပြောပြောဆိုဆိုထားတော့လဲကိုခွေးကနိုင်နေလေတယ်ထွက်သွားတော့လူရွယ်ကိုနှုတ်ပင်မဆက်မိပဲကြမ်းရစ်လေတယ်ဒူးပြန်ကြီးစီးပြီးဒါမင်းကြီးစီကိုသွားကြတော့မလို့ပဲငါလိုက်ချင်လိုက်တာငါလိုက်ချင်လိုက်တာညနေနာတွင်ကိုခွေးမှလွဲ၍မိသုံးမှမရှိတော့ကိုခွေးတယောက်သာကြံတော်လဲ ကိုခွေးဤစိတ်အာရုံသည် ကိုခွေးဤကိုတွင်မှာရှိတော့ကိုခွေးသည်ဒုံပြန်ကြီးကိုစီနေပေတယ်။သူသည် တစ်စက္ကန့်ကြာကြာတွင်ရာမင်းကြီးစီရောက်သွား၍နေမင်းကြီးစီကိုခရီးဆက်လျက်ထို့နောက်ကျယ်တွေကျယ်တွေကတစ်စင်ဆက်ကြောင်လာတွင်ညနန္ဒာသည်ညီသက်တိတ်ဆိတ်နေလေတယ်။အခန့်တော့ကိုခွေးဤခုန်တန်းလျားသည်တိတ်ငနဲတုံ့လုသွားလေတယ်။ကိုခွေးဤမျက်လုံးများလည်းယုတ်ချင်းအသက်ဝင်လာလေတယ်။ ငါမေးရတယောက်တည်းဘာတွေများစိတ်ကူးနေတာလဲကွအသက်60ခန့်အသားအရည်စင်စင်ကြယ်ကြယ်အဝယ်အစားခန့်နှွမ်းနှွမ်းလွယ်ကြီးတစ်လုံးကိုလည်းပွေထားသောလူကြီးတယောက်ရင်းတို့သည်ကိုခွေးပေးတွင်ထိုင်ချရာကကိုခွေးကိုပြုံးရွေ့၍မေးနေလေတယ်အာအဲကျွန်တော်ဘာမှမစင်နာပါဘူးနာမင်းကြီးကိုကြည့်နေရင်ငိုက်သွားမိတာပါဘဘကြီးကဘဲကလဲကျွန်တော်တခါမှ မမြင်ဘူးမိဘူးဘဘကြီးလားဘဘကြီးကဘယ်အရက်ကလူမှမဟုတ်ပါဘူးကွယ်ဘဘကြီးရောက်လျာဘဘကြီးရဲ့အရက်ပေါ့ဘဘကြီးမှအိုးမရှိဘူးအိတ်မရှိဘူးခလေးရဲ့ဒါပေမဲ့ဘဘကြီးမှတော့လူတော်အားလုံးရှိတယ်လေအဲ့လေခလေးကိုပြောပြရအောင်မှာပေါ့ခလေးကတော့သိကျင်သလားဟုတ်ကဲ့သိကျင်တာပေါ့အေးသိရမှာပေါ့ခလေးရဲ့ကဲကဲ ကလေးရဲ့နာမည်ကိုအရင်ပြောကြမှာအောင်ကျွန်တော်နာမည်ကကိုခွေးတဲ့ကိုခွေးတဲ့လားချစ်စရာကလေးပါလားမင်းတို့အဖေတို့အမေတို့ကဘာလုပ်တယ်လဲအမေကပဲပြုတ်ရောင်းနေအဖေကခြေကျိုးနေလို့အလုံးမလုံးနိုင်သေးဘူးကျွန်တော်တို့ကဆင်းရဲတယ်ဘဘကြီးရဲ့အော်အော်တနာစရာပါလားကွယ်ဒါပေမဲ့ကလေးရဲ့ရုပ်ရည်ကကြီးပွားမဲ့ရုပ်ရည်ပဲကလေးကြည့်ရင်ချမ်းသာမှာပါ ဒါထက်ကလေးကဒီမှာအချိန်မတော်တယောက်တည်းဘာလို့လာနေရတာလဲကွဲ့မင်းမိဘအများကစိတ်ပူနေကြမှာပေါ့မပူပါဘူးဘဘကြီးရဲ့ကျွန်တော်ကဒီပန်းချန်နဲ့လာမင်းကြီးကိုတိတ်ချစ်တာသူတို့သိကြပါတယ်ကျွန်တော်ကဒီမှာလာနေရရင်ဘိုက်ထဲကစားတာတွေပြေးတယ်ပျော်လဲပျော်တယ်ကောင်းကွယ်ချစ်တတ်တဲ့စိတ်ထားဟာအလွန်ကောင်းတကွက်ဘဘကြီးရဲ့စိတ်ထားနဲ့လည်းတူတပေါ်ဒီတော့ကလေးကိုဘဘကြီးကမိုးကြွေးရအောင်မယ် မောစာရဲ့ဘဘကြီးအကြောင်းကိုနားထောင်ဖို့ဟုတ်လားအဘိုးကြီးဒီလွတ်အိတ်ထဲမှာစက်ကိုဖြင့်ပတ်ထားသောပေါင်မိုးတစ်ပိုင်းကိုထုတ်၍ကိုခွေးအားပေးလေတယ်ကိုခွေးကလည်းကြက်ကြောက်အာနာခြင်းမရှိဘဲဝမ်းသာအားရယွယွစားလေတယ်ယနေ့ညသူကန်ကောင်းပြီဘ ਹੁ တုတ္တလည်းရခဲ့ပေပြီဟောယခု သူမစားဘူးသေးတော့နုညံ့လာသည့်ပေါင်မိုး၏အရာသာကိုလည်းသူခံစားရပေပြီ။ ကဲနားထောင်ကလေးရဲ့ဘဘကြီးရဲ့မိဘတွေကဥစ္စာပစ္စည်းအသင့်အတင်ရှိတယ်ကွ။သားသမီးကလည်းဘဘကြီးတယောက်ကိုပဲမွေးတယ်ကွ။ဒီတော့ဘဘကြီးကိုတိတ်ချစ်ကြတာပေါ့။ဒါပေမဲ့ခလေးရင်ဘဘကြီးမိဘတွေကအသက်ဆုံးမရှိကြဘူးကွ။ဘဘကြီးအသက်16နှစ်ဘဘကြီးဆယ်တန်းအောင်ဆောင်မှာပဲသုံးသွားကြတယ်။ဒီတော့ဘဘကြီးဟာစိတ်အလွန်ထိခိုက်ပြီးတက္ကသိုလ်ကျောင်းကိုလည်းမသွားတော့ဘူး။ ကိုယ်စုံဆိုင်တစ်ဆိုင်တည်းပြီးအေးအေးပဲနေထိုင်ဆက်တော့ခဲ့တယ်ကွအေးပြောရအောင်မေအသက်30ကျော်အထိမိမာလည်းမြူခဲ့ဘူးကွဘာကြောင့်လဲဆိုတော့ဘဘကြီးကချီရည်လည်းမစိုးတဲ့စိုးလည်းမစိုးရင်တကယ်ချစ်တဲ့လူကိုလည်းမတွေ့ခဲ့လို့ပေါ့ကွဒါနဲ့ဆိုပါတော့နေလာလိုက်တာဇပခေရောက်လာပါလေရောဒီတုန်းကကိုပစ္စည်းကရှားပါတော့မိမယောက်ျားအိမ်မမနေအားပဲ စွန်စားသွားလာပြီးကုန်ကူးကြရတယ်ကွ။ဘုံပေးဆက်တနက်ပေးစစ်သားပေးတခိုးတမြပေးတွေကြားကအသက်စော့ပြီးရှာဖွေလောက်ကန်ဆက်တော့ကြရတယ်။ဒါပေမဲ့ဘဘကြီးကတော့ဘယ်မှမသွားပါဘူး။ဘဘကြီးကကြောက်လဲကြောက်တယ်။စိတ်အားလဲငယ်တဲ့လောဘကလည်းနေတော့အရာရှိမျက်နာက လာကြတဲ့ပုံတွေတွေစီကတဆင့်ဝယ်ပြီးတော့ပဲရောင်းခဲ့တယ်လေ။အဲအဲ့ဒီလိုရောင်းဝယ်ရင် သူ့နဲ့တွေ့ခဲ့ရတယ်ကွ။သူ့နာမည်ကမမြဝဲနဲ့ကွ။နာမည်နဲ့လိုက်အောင်ဝဲဝဲပပလှတဲ့သူပေါ့။တူတူပြောရရင် လူပြိုကြီးလုံနေတယ်ဘဘကြီးဟာ။သူ့ပုံမြင်တာနဲ့အယူအမူချင်းမိတော့တာပါပဲ။တသက်မှာဒီစိမ့်မျိုးတကားမှမပေါ်ခဲ့ပါဘူးခလေးရဲ့။သူ့ကိုလိုချင်တဲ့စိမ့်မျိုးတကားမှမဖြစ်ပေါ်ခဲ့ဘူးပါဘူး။ဒါနဲ့ဆိုပါတော့ကွ။သူ့ကိုဘဘကြီးကအတင်းချီးရေးဆိုတော့တာပါပဲ။ သူကအညာသူရှမ်းစံကွယ်သူ့မျက်လုံးကြီးများဟာဝိုင်းဆက်ပြီးတိတ်လှသဘောမြို့တက်ကလည်းအလွန်ပြင်းသကွယ်အသားကဖြူအမူကလည်းတဲကောင်းသကွယ်ဒါနဲ့ဘဘကြီးကခြေရည်အစိုးကောင်းလို့လားလည်းမသိပါဘူးခြေကြညကြရောဆိုပါတော့ခလေးရဲ့ဘဘကြီးလည်းပြောလိုက်တာမပြောပါနဲ့တော့သူ့ကိုမျက်စိအောက်ကတော့အပြောင်းမခံနိုင်ဘူးသူကလည်းဘဘကြီးချစ်တယ်လို့ပြန်ချစ်ရှာပါရဲ့ဒါပေမဲ့ခလေးရဲ့ဒီနေ့ကြော်ကြော်ကြာတော့လဲ ။ကုံလဲကိုမိဘရက်ထက်လဲပြန်ရင်တခါတခါသွားပြစေဆိုပြီးသွားလိုက်တာ။တခါတည်းပြန်မလာတော့ပါဘူးမြည်ရဲ့။ဘဘကြီးယူတော့တာပါပဲ။သူ့ကိုလိုက်ရှာလိုက်တာလဲမပြောနဲ့တော့။တပြေလုံးအနှံ့မှာပဲ။သူ့စာတေးအယံမလဲမရှိ။ဟိုတရင်ကြဟိုကိုလိုက်။ဒီတရင်ကြဒီကိုလိုက်နဲ့သုံးနာသားမြန်ရှာပေါ်တော်ကြီးကြာနေတာပေါ့။ဘလောက်အထီမြန်ဘဘကြီးယူခဲ့ရတယ်လဲဆိုရင် ိမမြင်သမျှမမျှဝဲတင်ပြီးအနာကိုကတ်ကြည့်လူအုပ်တို့ရင် အတင်တိုးဝင်ပြီးရှာမိသူတို့လိုတွေ့မိရင်အမလေးအဝင်ရဲ့အချစ်ရဲ့လို့ဩပြီးပြေးဆွဲမိတာကြောင့်အရိုက်အနဲ့အထိုးအကျိတ်ခံခဲ့ရတာတွေဟာမရတွဲနိုင်တဲ့အထိပါပဲကလေးရဲ့အဲစစ်ကြည့်တာပြီးဆုံးသွားခဲ့တယ်ဘဘကြီးရဲ့မြေသားအယူကတော့မပြောက်ခဲ့ဘူးကွရှာပုံတော်ကလည်းမဆုံးခဲ့ဘူးကွဒီလောက်ဇွဲလန်းမှုမျိုး လောကမှာရှိမယ်မထင်ပါဘူးမြည်ရဲ့တခါတခါများတပင်းရင်မှလဲကြပြီးလှုပ်တော့မလှုပ်နိုင်ပါဘူးတနာတတ်တဲ့သူတွေကကျုစုကုသပေးကြလို့တာပေါ့ဒါနဲ့တမျိုးပြီးတမျိုးတရွာပြီးတရွာတတော်ပြီးတတော်တတော်ပြီးတတော်ကြောင်ကြိုးကြောင်ကြားနားလိုက်ရှားလိုက်လဲလိုက်ထားလိုက်နဲ့ကြီးမာလိုက်တဲ့ဒုက္ခကလေးရဲ့ဒါပေမဲ့ချစ်လာတဲ့မမျက်ဝဲမဲစိန်ကားကြီးကို ယနေ့အထိရှာမတွေ့ခဲ့ပါဘူး။စိတ်တွေလည်းခရောင်ချောက်ချာ။လူကလည်းအာအင်တော်မရှိတော့ညီမြင့်သမီးကလည်းမမျှဝင်ကြည့်ထင်။ကိုကိုပြောမယ်ကလေးကြီး။ကြောက်ခဲကလေးမြင်ရင်လည်းမမျှဝင်ပဲကွ။ပန်းပွင့်ကလေးမြင်ရင်လည်းမမြဝင်ပဲကွ။အိုးအရာအလုံးဟာမမြဝင်ကြည့်ပါပဲကွ။ညီမင်းမြကိုဘဘကြီးချစ်တော့တာပါပဲ။အဲအဲကလေးကတော့ရေချင်းမှာပါပဲ။ မရင်နဲ့ကလေးရယ်မရင်နဲ့ကွယ်ဘဘကြီးရဲ့အဖြစ်ကအင်မတန်စမ်းတယ်ဘလောက်ထိစမ်းတယ်လဲဆိုတာပြောပြအောင်မယ်စောစောကဘဘကြီးပြောတယ်မဟုတ်လားကြောက်ခဲကလေးတို့ပန်းဝင်ကလေးတို့တစ်ပင်တို့အိမ်တို့မိုးပေါ်ကကျဲတို့လာတော့ဓာရီအားလုံးဟာမမြဝင်ကြီးဖြစ်နေတယ်ဆိုတာအဲနောက်တော့တဖြည်းဖြည်းနဲ့တမျိုးဖြစ်လာတယ်မြည်ရင်ဘလို့ဖြစ်လာတယ်လဲဆိုတော့မမြဝင်အဖြစ်နဲ့ ဘဘကြီးစူးစူးဆက်ဆက်ကြည့်ခဲ့တဲ့အရာတွေပါတဖြည်းဖြည်းမမျက်ဝဲရဲ့မျက်နှာမှေးမိလာတယ်ဒီလိုမှေးမိလာတာနဲ့အမျှအရာအတီတီရဲ့သဘာဝအစင်းဟာလည်းပေါ်လွင်လာတယ်ဥပမာတည့်ရွဲချောက်ကလေးဆိုပါတော့မြည်ရဲ့အဲ့ဒီတည့်ရွဲချောက်ကလေးဟာကိုတုံးကမမျှဝဲရဲ့မျက်နှာဖြစ်နေပေမဲ့နောက်တော့တဖြည်းဖြည်းတည့်ရွဲကလေးဘဝကိုပြန်ရောက်လာတယ်အရွယ်ကလေးတွေကအကျော်ကလေးတွေအမြင့်ကလေးတွေ အကွက်ကလေးတွေအီယောင်ကလေးတွေအစင်းကလေးတွေကိုတစ်ခုစီမြင်လာတယ်။နောက်ဆက်ဆက်ပြီးမြင်လာတယ်။မြင်လာရုံနဲ့မဟုတ်ဘူး။လှတယ်လို့လည်းထင်လာတယ်။ဟုတ်တယ်မြင်ရဲ့တကယ့်ကိုလှလာတယ်။ငါမြေးမယုံရင်စမ်းကြည့်စမ်း။ဘယ်အရာပဲဖြစ်ဖြစ်တစ်ခုခုကိုစူးစိုက်ပြီးတစိမ့်စိမ့်ကြည့်စမ်း။အဲ့ဒီအရာမှရှိတဲ့အယောင်အစင်းအသွင်သဏ္ဍာန်တို့ဟာကွက်ကွက်ကွင်းကွင်းထင်ရှားတည်တဲ့ထင်ရှားလာပြီး အလွန်ကြည်လို့ကောင်းလာလိမ့်မယ်။အလွန်လှလာလိမ့်မယ်။ဘဘကြီးအဖို့တော့လည်းဒီလိုပဲဖြစ်လာတယ်။လောကမှာမလှတာမရှိတော့ဘူး။အယုံဆိုးတာလည်းမရှိတော့ဘူး။အရာအလုံးဟာ သူ့ဟာနဲ့သူ သူ့တဘာဝနဲ့သူလှလာတယ်။လှလာတော့ကောင်းလာတယ်။ကောင်းလာတော့ချစ်လာတယ်။အိုးတလောကလုံးဟာချစ်စရာတွေကြီးပဲမြည်ရဲ့ချစ်စရာတွေကြီး ဆိုတော့မုန်းစရာဆိုတာမရှိတော့ဘူး။မုန်းစရာမရှိတော့စိတ်ချမ်းသာတာပေါ့။ ိတ်ချမ်းသာတော့ဟောရီကိုခန္ဓာလည်းချမ်းသာတာပေါ့မဟုတ်ဘူးလားမြည်ရဲ့ဒါကြောင့်ဘဘကြီးဆိုရင်ရောက်လျာမှာ ချမ်းသာတယ်သွားလျာမှာချစ်စရာတွေရှိတယ်ဟောဟောကမျက်ပင်ကလေးမိုးပေါ်ကတိတ်လေးဟိုးအဝေးကတောင်းလဲပြီးတော့လူတွေခွေးတွေကြောင်တယ်ကြွက်တွေမြင်းတွေချင်းတွေနွားတွေအိုးတက်မဲ့တက်ရှိအားလုံးကိုဘဘကြီးချစ်တယ်ဟောရီ ခွေးကလေးကိုလည်းချစ်တယ် ကဲဒီတော့ပိုခွေးကလေးကပေါ့ဘဘကြီးကိုပြန်မချစ်ဘူးလားချစ်ပါတယ်ဘဘကြီးရေပိုခွေးတည်ထစ်ထင်ငေါငေါကလေးဖြေးလိုက်လေတယ်ဘဘကြီးကမနစ်နစ်ချိုက်ချိုက်ကြီးပြုံး၍ခေါင်းကိုညှိလိုက်လေတယ်ကဲဒါပါပဲမြေးရေဘဘကြီးနောက်ဆုံးပြောချင်တာကတော့အရာရာကိုချစ်နိုင်အောင်ကြိုးစားပါပြီးတော့ချစ်ပါချစ်တဲ့ရင်သင်ရဲ့ခြင်းမရှိဘူးချမ်းသာခြင်းပဲရှိတယ်လောဘဒေါသမောဟတွေကင်းပြီး လောကကြီးဟာတာယာလာတယ်။ဟောဒီလတ်တာနေတဲ့ညာကြီးလုံးတာယာကြည်နူးစရာကြီးဖြစ်လာမယ်။ကဲညနေပြီကလေးရဲ့ပြန်မေအောင်တော့ဘဘကြီးကိုလည်းမမိနဲ့ကြာလာ။ဟုတ်ကဲ့ဘဘကြီးကျွန်တော်သွားတော့မယ်နော်။ကိုခွေးကထိုင်ရမှထားလေတယ်။အဖိုးကြီးကအေးအေးသွားတော့မြင်ရင်ဘဘကြီးလည်းတရေအိတ်လိုက်အောင်မယ်ကွယ်ဟိုဆိုကခုန်တန်းလျားပေါ်တွင်လှဲချလိုက်လေတယ်။ လသည်တာမြဲတာနေ၍ညသည်လာမြဲလာနေတယ်။လှသောအရာများသည်ချစ်စရာကောင်းတယ်။ကိုခွေးသည်ချစ်စရာကောင်းလာသောညတွင်အရာရာကိုချစ်တတ်သော လူတို့လူဆန်ကြီးအားကြောပိ၍တဖြည်းဖြည်းလျှောက်ခါပြန်ခဲ့တယ်။မှန်နေချစ်တတ်သူများအဖို့ဤလောကကြီးသည်ချစ်စရာတွေနှင့်ပြည့်နေနေပေသည်တကား။ဟုတ်ကဲ့ပါရှင်။စိုက်စရာဖုံးမြင့်ရည်သားထားတဲ့ ရတပင်ချင်းတကောင်တောက်တလုံးဆိုတဲ့ဝိတ္တတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။နားစင်သူအားလုံးသိအချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေရှင်။